ဘာပေါ့အခုလက်ရှိအချိန်မှာတော့ဘလိုမျိုးဒီတအားကြီးအတိုက်ခံကောင်းမဲ့ပါတီကတော့မတွေ့သေးဘူး။အဲလက်ရှိတော့ပြည်ခိုင်ပြောတော့အာအကောင်းဆုံးပါတီပေါ့ကျွန်တော်တို့ကတော့အဲ့လိုမြင်တာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ဒီအစိုးရဖွဲ့တဲ့မှာဟို တခြားပါတာတွေမပါတာတွေကပြဿနာမဟုတ်ဘူး။ဥပမာကျွန်တော်လွတ်တော်ကတော့ရေးကြည့်တယ်။အဲ့တော့အစိုးရကိုထိန်းချုပ်မဲ့အာလွတ်တော်ကလွတ်တော်အင်အားကောင်းဖို့လိုတယ်။လွတ်တော်မှာတိုင်းသားတွေရောအာတခြားပါတီတွေရောမျှပြီးမှဘယ်လိုပါသွားမှာဆိုရင် ဒီအစိုးရကဟိုမှာပြောမှဆိုရင်သူ့ရဲ့ဟိုစန္ဒတခုထဲနဲ့ပေါ်ဆောင်လို့မရတဲ့ခါကျတော့တက်လာမဲ့အစိုးရတော့မြတ်တာမလို့တော့ဘယ်နည်းမှာပါ